အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီဇင်ဘာတရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြရအောင်ပါဒီတစ်ခါကတော့ရုရှားနဲ့ယူကရိန်းငင်းချရေးနဲ့ပတ်သက်ပြီးမှဆွေးနွေးတော့မှာဖြစ်ပါတယ်အချိန်လေးကိုကြည့်ချင်တာဖြစ်တော့ရုရှားကတော့အောင်ပွေးခံဖို့လမ်းကြောင်းရောက်နေတယ်လို့ကျွန်တော်ပြောရမှာပဲတနည်းအားဖြင့်ပြောရမယ်ဆိုတော့ယူကရိန်းနဲ့ရုရှားစစ်ပွဲကြီးက ရာရှာကပဲအောင်ပွေးခံဖို့အလားအလာပူများပါတယ်။နောက်ဆုံးဆွေးနွေးချက်တွေကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ပထမမှာဒိုနယ်ထရမ့်ရဲ့ပလန်ပေါ့နော်။ဒိုနယ်ထရမ့်ရဲ့ပလန်နဲ့စနေရှိအကြောင်းကိုအခြေခံအဖြစ်ဆွေးနွေးမယ်။ထရမ့်ပလန်ကဒီ Middle East you um Palestine နဲ့ Israel ငင်းချရဲ့ plan ကိုအခြေခံအခြေခံပြီးမှပဲရုရှားနဲ့ Ukraine ငင်းချမ်းရေးမှလဲ Trump ကအဲ့လိုမျိုးဆွေးထားတယ်ပေါ့နော်သူတို့ဆွေးထားတဲ့အချက်တွေမှာအခုနောက်ဆုံးအနေနဲ့ပြင်ဆင်မှုရှိနေတယ်ပေါ့နော်ပြင်ဆင်မှုရှိနေတယ်ကူဝင်းကမင်းပါတိလို့လဲတဲ့ဟွန်းစောက်ဒေါသလေးရဲ့ကျွန်တော်ကျွန်တော်ပါတိခဲ့လဲကျွန်တော်ကျွန်တော်ပြောပြမယ်ပေါ့နော်ကူဝင်း ကိုဝင်းလိုမျိုးတောသားတွေကလည်းကျွန်တော်တို့ကအဲ့လိုမျိုးပေါ့ဒီတက်တင်နဲ့အထောက်အထားရှင်းပြမှာပဲမင်းတို့ကနားလည်မယ်ဆိုတော့လေကျွန်တော်ပြောပြမယ်ပေါ့နော်ကိုဝင်းကိုဝင်းရေခုနကိုဝင်းတောသားလေးကိုကြည့်ပါနော်ကျွန်တော်ကဘာတိလို့လဲဆိုတော့ဒီလူနဲ့တိပါတယ်နော်အဲ့လိုမျိုးတရင်တွေအများကြီးဖတ်ပြီးမှတိပါတယ်ပေါ့နော်ဒီလိုမျိုးဒီလိုမျိုးအများကြီးဖတ်ပြီးမှအတိပါတယ်ဗော။ In Florida has been dubbed a very successful meeting despite more work needed to be done much more work to end the rush so the totally successful meeting or me meeting ဖြစ်နေတယ်ဒါမှအများကြီးတော့လို့ဖူးကြံသေးတယ်လို့ပြောနေကြတယ်ကဲအဲ့လိုအဲ့လိုနီးနဲ့တိပါတယ်ပေါ့မင်းကဘာတိလို့လဲလို့ဟောင်းနေတဲ့ကွင်းလေးကိုတစ်ချက်လောက်ပြောပြတာပါကဲဒါဆိုတော့ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဒီကိစ္စကိုကျွန်တော်တို့အရင်ဆုံးသဘောတူညီချက်နဲ့ ဆွေးနွေးပြီးမှပဲနောက်ဆုံးသဘောတူညီချက်ပြင်ဆင်မှုတွေဘယ်အခြေအနေအထားရှိလဲဆိုတော့ပြန်ဆွေးနွေးကြည့်မယ်ပေါ့နော်ပထမမှာတော့ Donald Trump ကအချက်နှစင်းနဲ့ရှစ်ပေါ့နော်အစီအစဉ်နဲ့ Ukraine နဲ့ Russia ရဲ့ငြိမ်းချမ်းရေးကြားမှာအဆူတီးပြုတ်ခဲ့တယ်ပေါ့နော်အဲ့ဒါက2025 November လလေးမှာ Trump အစီအစဉ်ကဆွေးနွေးခဲ့တယ် Russia အဖက်ကတော့တိတိတသားအဲ့ဒီ Donald Trump ရဲ့အစီအစဉ်ကို အားကျတယ်ပေါ့နော်ထရမ့်ရဲ့ပထမအစီအစဉ်မှာဘယ်လိုဖြစ်ခဲ့လဲဆိုတော့မေပင်မေပင်မေပင်အရာပေါ့နော်ဒီ Ukraine ကရုရှားသင်ပိုက်ထားတဲ့နေမီတွေဥပမာ Crimea ရော Luhansk တို့ Donetsk တို့နေမီတွေကိုရုရှားနေမီအဖြစ်ပေါ့နော်လက်တွေ့မှာရုရှားနေမီအဖြစ်အမေရိကန်ကအပါအဝင် Ukraine နိုင်ငံကအတိမပြုမဲ့ဆိုပြီးမှပါတယ် ပထမတော့ shop မြေပလန်နေမှာလေ defecto အနေနဲ့ပါတာကွာ defecto ဆိုတာက official လို့မျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးပေါ့နော်ဒီအခြေခံသဘောတရားအဖြစ်အတီးပြုတ်ပေးတာပေါ့ဗျာ official နဲ့အချိန်ညာမှာတော့မဟုတ်ဘူး defecto အဖြစ်ပေါ့နော်အမေရိကကတနည်းအားဖြင့်ပြောရမယ်ကုန်ကုန်ပြောရမယ်ဆိုတော့ကွာ Ukraine Russia ကတင်ပြီးသားတဲ့ Ukraine နေမည်နှစ်စေရခိုင်နှုန်းကိုပြီးပိုင်ယူသွားမယ်ပေါ့အဲ့ဒါပါတယ်ပြီးတော့ ယူကရိညာတက်မလို့အင်အားဝန်ထမ်း6တင်းအထိအင်အားရှော့ချမယ်ကန့်တက်မယ်ဆိုမှပြောလာတယ်ဥပမာယူကရိန်ကတပ်သားတွေကိုအာ1 million ကျော်မထားဘူး2 million မထားဘူးယူကရိန်ကအများဆုံးတပ်သား6တင်းပဲရှိမယ်ဆိုပြီးမှသဘောတူချက်ဒီအချက်ထဲမှာပါတယ်အစုပြုချက်ထဲမှာပါတယ်ပြီးတော့နေတူးအဖွဲ့ဝင်မဝင်ရဘူးဆိုပြီးမှပါနေတယ်ပြီးတော့စီပွေးရေးကရုရှားအပေါ်မှာ ဒီပိတ်ဆုထားတဲ့စီးပွားရေးတွေကိုပြန်ရုပ်သိမ်းမယ်ရုရှား GG8 အဲ့ဒီ G8 G8 country ပေါ့နော် G8 country မှာပြန်လည်ဖိတ်ချမယ်ပေါ့နော်ပြီးတော့ AK ထားတဲ့ရုရှားငွေတချို့ပေါ့နော် frozen money ရုရှားပတ်စံများကြီးကို US က frozen လုပ်ထားတာအဲ့ဒီ frozen တွေကို UK ရင်းပြန်လည်တိဆောက်ရေးမှာတုံးမယ်အဲ့ဒီရုရှားပတ်စံကိုပြန်တုံးမယ် UK ရင်းပြန်လည်တိဆောက်ရေးမှာပေါ့နော်အခု main online ကလည်း ယူမီအောင်လှပတ်ဆံပေါ့နော်တို့အာနာသိန်းပြီးတဲ့ပိုင်းမှာဟိုယနေ့ကတို့အောင်ဆန်းစုချီကအမေရိကမှာထားထားတဲ့1ဘီလီယံပတ်ဆံလိုမျိုးပေါ့နော်အဲ့ဒီ1ဘီလီယံကလည်း US က frozen လုပ်ခဲ့လောက်ခိုင်းထားခဲ့တာပေါ့အဲအဲ့လိုမျိုးပေါ့ရုရှားပတ်ဆံပါလေအများကြီး US က frozen လုပ်ထားလို့စားရှိတယ်အဲ့ဒါကို Ukraine ပြန်လေတိဆောက်ရေးမှာတုံးမယ်ဆိုမှ Trump ရဲ့ပထမဦးဆုံးတော့အဆူပြချက်တွေမှာပါနေတယ်ပြီးတော့ Ukraine ရဲ့လက်နက်ဖြတ်ရေးစွမ်းအင်စီပေါ်ရေးပူပေါင်းရေးစတာဖြစ်ပြီးတော့ စစ်ရာဇဝင်မှုအတွက်ဒီစစ်ရာဇဝင်မှုများအတွက်လွတ်ငင်းချမ်းသာခွင့် amnesty ပေးဖို့ရန်တဘောတူညီထားတယ်ပြီးတော့ရုရှားကအဲတဘောတူညီထားမယ်ရုရှားကဒီတဘောတူညီချက်တွေကိုချူဖောက်မယ်ဆိုတော့ရုရှားနဲ့ယူရိုပနဲ့ပေါင်းပြီးမှ US နဲ့ယူရိုပနဲ့ပေါင်းပြီးမှရုရှားကိုအစ်ရေးစီမံခန့်ခွဲရလို့ပြန်ချမယ်ဆိုမှလုပ်တယ်ဒါကပထမဦးဆုံးတော့ဒေါ်ထရမ့်ရဲ့အဆူပြုချက်ဖြစ်နေတယ်ဒါပေမဲ့အခုနောက်ပိုင်းအဲ့ဒီအဆူပြုချက်ကိုသူတို့က ပြုတ်ပြင်းပြောင်းလဲထားတာတွေ့ရတယ်ပေါ့နော်ပြုတ်ပြင်းပြောင်းလဲထားတာတွေ့တယ်ဘာဖြစ်လို့လဲဆိုတော့ပထမဦးဆုံးဒေါ်နယ်ထရမ့်ရဲ့အစုပြုချက်အချက်20ရှိကိုယူယူဥရောပနဲ့ယူရိုပမဟာမိတ်မဟာမိတ်တွေနဲ့ယူကရိန်းတွေနဲ့ဖတ်ပြီးမှလုံးဝပြင်းထန်စွာကန့်ကွက်ခဲ့တယ်အာဒေါ်နယ်ထရမ့်အစုတွန်းထားတဲ့ကိစ္စကလုံးဝမတရားဘူးပေါ့နော်ယူကရိန်းကိုရုရှားလက်ထဲမှာလုံးဝအနှံသူလိုဖြစ်နေသွားပြီပေါ့အဲ့လိုမျိုးဆိုတော့မဖြစ်ဘူးဆိုမှ ယူရိုပနဲ့ယူကရိန်းကဆွေးနွေးပြီးမှ Trump ရဲ့အစုပြုချက်ကိုပြန်လည်ကန့်ကွက်တယ်။ပြန်လည်ကန့်ကွက်တဲ့ခါကျတော့အခုအဲ့ဒီ Donald Trump ရဲ့အစုပြုချက်ကိုတဖန်ပြန်လည်ပြီးမှပြန်ဆွေးနွေးတယ်။တဖန်ပြန်လည်ပြီးမှပြန်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာအပြန်အလှန်တွေပြန်လှုပ်လာတယ်။ဆိုတော့အဲ့ဒီအပြန်အလှန်ကိုကျွန်တော်ပြန်ကြည့်ရအောင်။ခုနကျွန်တော်ပြောတဲ့အချက်တွေမှတ်မိလားတော့မသိဘူး။အဲ့ဒီအချက်တွေကိုမှတ်မိပါအရာကပထမအဦးဆုံးမူချန်ပေါ့ Donald Trump ရဲ့မူချန် ်အခုကအပြောင်းလဲပြန်လုပ်တယ်အဲ့ဒီအနောက်ပိုင်းမှာပဲဗီဒီယိုပြန်ပြမယ်နော်ဗီဒီယိုမပြခင်လဲမှာအဲ့ဒါကိုပြန်ရှင်ပြတာပါနောက်ပိုင်းမှာပဲဗီဒီယိုကိုမက်ခရိုရိုဘီယိုကဘာပြောလဲရုရှားဘက်ကဘာပြောလဲစသဖြင့်ကျွန်တော်ဆွေးနွေးရှိအောင်ဆိုတော့ဒိုနယ်ထရမ့်ရဲ့မူကြမ်းကိုတဖန်ပြန်လဲပြီးမှပြုပြင်ပြောင်းလဲမှုလုပ်နေတယ်အဲ့ဒါကဘာလဲဆိုတော့ Ukraine ကစစ်သားအကန့်အသတ်ချက်တွေကိုဖေရှားပလိုက်တယ်ဒီကိစ္စအကြီးကိုအချက်ထင်းမှမထားသင့်ဘူးပေါ့ ယူကရိန်းကကြိုက်တယ်ဆိုရင်သူအစ်စ်သား1 million ရှိရှိပါစေ3 million ရှိရှိပါစေရုရှားကကန့်တန့်ပိုက်ခုမရှိဘူးဆိုပြီးမှဖိဖျက်လိုက်တယ်အခု NATO အဖွဲ့ဝင်ရင်းနဲ့ပတ်သက်ပြီးမှနေနမိတ်ဆိုင်ရာ ပြဿနာနဲ့ပတ်သက်ပြီးမှတော့အရေးကြီးဆုံးအချက်ဖြစ်လာတယ် so NATO အဖွဲ့ဝင်ရင်းမဝင်ရင်းဆိုတာကယူကရိန်းတမရနဲ့ Donald Trump နဲ့နောက်ဆုံးဆွေးနွေးပွဲပြန်လို့မယ်ဆိုပြီးမှအဲ့ဒါကိုပြန်ပြင်ဆင်နေတယ်ဆိုတော့ နေတူအဖွဲ့ဝင်ဖို့မဝင်ဖို့ဆိုတာကအခုထရမ်နဲ့ဇယ်လန်စကီကနောင်လာမဲ့အပတ်မှာပေါ့နော်ဒီမချာခင်မှာပေါ့ပြန်ဆွေးနွေးမယ်အဲ့မှာအတီးပြုတ်ပလိုက်မယ်ဆိုတော့တေချာကယူကရိန်းကနေတူအဖွဲ့ဝင်ကိုဖြစ်နိုင်ခြေလည်းရှိပါတယ်မျိုးလင်းချက်တွေလည်းရှိသေးတယ်ပေါ့နော်ပြီးတော့အဲယူကရိန်းရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဘလို့ပြောခဲ့လဲဆိုတော့အခုလိုမျိုးเนาะတော်တော်များများအချက်စကူးတင်းမှာပြင်ဆင်ထားတာက ူမူတင်ရှောလာတယ်ပေါ့နော်ဒီဆွေမွေဆွေနေမှုကတိဆောက်ပုံဆန်းလာတယ်ပေါ့အတဘောချလာတယ်ဆိုပြောလာတယ်ဆိုအခုကယူကရိန်းကဒီတဖန်ပြန်လေးပြီးမှပြောင်းလဲမှုပြန်လုပ်တဲ့ခါကျတော့အခုယူကရိန်းကတဘောချလာတယ်နင်းနေတဘောချလာအကုန်လုံးတော့မဟုတ်သေးဘူးပေါ့နော်ဆိုတော့ရုရှားနဲ့ယူကရိန်းချာကဒီအစီပင်နိုင်ချေရှိတယ်ဒါပေမဲ့ရုရှားရဲ့အပွဲခံတဲ့လမ်းကြောင်းပုံဖြစ်နိုင်ချေရှိတယ်ရုရှားတောင်းစုတမျှအများတော်အဖြစ်တော့ယူကရိန်းကပေးဆက်ရလိုက်မယ်ပေါ့နော် ဆိုတော့ November 30ရက်နေ့မနေ့ကယူကရိန်းရဲ့တဘောထားဘယ်လိုပြောခဲ့လဲဆိုတော့ယူကရိန်းရဲ့မြို့သားလုံးခြုံရေးအကြံပေးပုဂ္ဂိုလ်တယောက်ကအဓိကစီမင်းစည်းကမ်းများနဲ့ပတ်သက်ပြီးမှဘုံနာလေမှုတစ်ခုရရှိပြီးပြီတဲ့ဆိုတော့ NATO အဖွဲ့ဝင်ရေးနဲ့မေပင်အရေးပေးအပ်မှုကိစ္စနဲ့ပတ်သက်ပြီးမှဒီအချက်ပဲနောက်ဆုံးကြံတော့တာတဲ့ကျန်တဲ့တော်တော်များများကတော့အားလုံးဆွေးနွေးမှုပုံမှာပဲအဆင်ပြေခဲ့တယ်ပြောနေကြတယ် ဒါပေမဲ့ရုရှားဘက်ကဘလို့တုံ့ပြန်လဲဆိုတော့ရုရှားဘက်ကအရင်တုန်းကဒိုနယ်ထရပ်သူ့ရဲ့ original မူရင်းမူချန်နဲ့စနေရှိအမူချန်ကိုပူတဘောကြရတဲ့ဆိုပြမရုရှားဘက်ကပြန်ပြောလာတယ်ဆိုတော့ရုရှားကအခုပြန်ပြင်ဆင်ထားတဲ့မူချန်တွေကိုလည်းအာလေ့လာနေစေဖြစ်နေတယ်သူတို့ကလည်းခွေချာစိုက်ဖြန်းနေစေဖြစ်နေတယ်အဒီမပြုတ်သေးဘူးပေါ့ရုရှားဘက်ကလက်ခံမလားလက်ခံမလားမတိချသေးဘူးအဲ့ဒါကြောင့် အခုကရုရှားနဲ့အမေရိကနဲ့ယူကရိန်းဒီသုံးခုဒီသုံးနိုင်ငံဒီသုံးယောက်ကညှိနှိုင်းပြီးမှပဲပြည်စင်ချက်ကိုလုတ်တော့လုတ်တင်တယ်အဲ့အဲ့ဒါမှပဲအစီပြေတော့မယ်ဆိုမှပြောလာကြတယ်ဒါကတော့ခုနောက်ဆုံးအနေနဲ့ရုရှားနဲ့ယူကရိန်းနဲ့ US ကပြန်တွေ့ဖို့အလားအလာရှိတယ်နော်ဆိုဒီယူကရိန်းရဲ့ချိုင်းရဲ့အဆုံးသက်အစီအစဉ်ဆိုတာကဒီသုံးနိုင်ငံဒီသုံးဦးကိုနောက်ဆုံးဆွေးနွေးညှိနှိုင်းမှုမှတ်တာ လုံးဝမူတည်နေပြီဆိုပြီးမှပြောလာကြတယ်နော်ဒါကတော့ကျွန်တော်တို့အခြေခံအဖြစ်ပြဆွေးနွေးပေးတာပါအခြေခံအဖြစ်ပြချုပ်ငုံပြီးမှပြပြောပေးတာပါဆိုတော့အတန်တူလာတော့မတည်ဘူးခင်ဗျားတို့ရဲ့ form ခင်ဗျားတို့ရဲ့ form ဖြစ်မှာပါနော်ဆိုတော့ဒါပေမဲ့တော်တော်များများကရုရှားရဲ့ဘယ်လိုပြောမလဲရုရှားရဲ့လူအချက်ပေါ့နော်ရုရှားလူချင်းနဲ့တောင်းဆိုမှုပဲဖြစ်နေတယ်အဲဒါပေမဲ့တစ်ဖက်မှာ Ukraine က ဒီသူ့ရဲ့တပ်သားရုရှားကကန့်သက်ပိုင်ခွင့်မရှိဘူးသူကြိုက်တလို့စစ်သားအရေးတော့ထားလို့ရတယ်အဲ့ဒါကို Ukraine ကဆက်လက်ပြီးသွားမှာပြီးတော့တစ်ဖက်မှာ Ukraine ဖက်အားသာချက်ပါလဲဆိုတော့အရင်တော့က US ကရုရှားဖက်ဆန်တင်းထားတဲ့အရာအလုံးကို Ukraine ကပြန်ယူသွားမယ်သူ့နိုင်ငံပြန်လေတိဆောက်ရေးအတွက်လုပ်မယ်အခုအဒီကနောက်ဆုံးကြံတာကပါလဲဆိုတော့နေမီကိစ္စနဲ့နေတူးကိစ္စဒါပဲကြံတော့တယ်ပေါ့ Ukraine conflict But it's a step. Secretary of State Marco Rubio says the peace plan involves lots of moving parts, and Russia must be involved in the talks, which are set to continue next week. Russia must involve in the talk next week. Ma trop ya suenime. Aku Florida ma suenime ni re. ဆွေးနွေးတာကကောင်းတယ်တဲ့အပြောင်းလဲတွေအများကြီးရှိတယ်တဲ့ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲမှာရုရှားပါဝင်မှဖြစ်တော့ပဲဆိုမှ US Secretary of State Marco Rubio Our goal here is to end the war, but it's more than just ending the war. We don't just want to end the war, we also want to help Ukraine be safe forever. So never again will they face another invasion. So, so အဆုံးသက်တဲ့တစ်ခုတာမဟုတ်ဘူးပေါ့တော့ it's more than that ဒီထက်ပိုများတယ်တဲ့ဒီ you caring ကိုထောင်ရငိမ့်ချရေးဖြစ်ပူရအတွက်ကျွန်တော်တို့ကလုပ်မယ်ဘေရောအခါမှာရုရှားကနောက်ထပ်ကျူးကျော်ဖို့မလုပ်နိုင်အောင်လုပ်မယ်ပေါ့ဒါကအစ်စ်ပွဲအဆုံးသက်ယုံတက်တက်မဟုတ်ဘူးဆိုပြီးမှမက်ခရိုရိုဘီယိုကပြောလာတယ်ပေါ့နော် equally importantly we want them to enter an age of true prosperity. ဒါတော့မကဘူးထက်တူထက်မြပေါ့နော်ရုရှားမဖြစ်ဖြစ် UK မဖြစ်ဖြစ် 但係最屈強大事情就係什麼？表啦咧！對咯，一啲英國人喺喺外大陸而家咧，啲十八年間咧用出事情嚟，比如話，比如話，外外國邊啲啲生意得得打冇喎，比如話，外外國一啲國家都唔抗，唔買昂，唔新皮昂，邊啲啲生意咪做唔表啦，係咪咯？ Premier Zelensky hopes the meeting will finalise the details of the 19 point peace plan. His representative concerned. So, Zelensky ka edi peace plan no sa kuch acha sa kuch pa ni finalize lo dot me. No now so DP lo dot me bo Discussions were productive. Prem we discussed uh, all the uh, important um... So, da ka Ukraine security council ye you know, council pin ni ဆိုတော့ Ukraine ဘက်ကလည်းပြောလာတယ်ပေါ့နော်ဒီကျွန်တော်တို့ဆွင်းသွေးတဲ့ဥစ္စာကတော်တော်များများကဘုံတဘိုးတူညီနိုင်မှုရတယ် productive ဖြစ်တဲ့အစီအပြေတယ်ဆိုပြောလာတယ်ပေါ့နော် matters that are important for Ukraine for Ukrainian people and US was super supportive we worked we already had a successful meeting in Geneva and today we continue this success so US ကဒီနေရာမှာအရန်ကိုအကူအညီထပ်ပံ့ပေးနေတယ်ပေါ့နော် Geneva မှာလည်း preso un po' di casa in pinere, a cui Florida preso un po' di cale, se non ho di buon tabù, non mi muoio un po' di casa in pinere sul piolare. Joining us live now, US analyst Michael Ware for more on this. Do you expect anything concrete to emerge from these talks, Michael? Uh, look, I think there'll be a lot of warm and fuzzies. We're seeing that already. At best, hopefully the Trump administration and the Ukrainians have been able to drill down. Okay, ဒါကတော့ John Chin သူလူရဲ့ပြောထားတဲ့ကိစ္စဆိုတော့မကြည့်တော့ဘူး။ဒါပေမဲ့ now so ဖြစ်အားရင်းပေးနေကြတယ်။ Russia ဘက်ကလည်း Ukraine ကိုတကုံဖြစ်အားပေးတယ်။ Ukraine ဘက်ကလည်း Russia ကိုတကုံဖြစ်အားပေးတယ်ကျွန်တော်ဗီဒီယိုပြမယ်။အချာကြီးတော့ပြလို့မရဘူးပောက်ကွေးတောင်တွင်ပောင်ရတွင်ပါတယ်ဆိုတော့လေဘယ်လိုလဲဆိုတော့ရုရှားက UK ရင်းကိုနောက်ပြန်ဆုတ်ပါတဲ့ ခမရတို့နှုတ်ဆုံးမှသာကျွန်တော်တို့ကဒီအဲဗာလဲစစ်စစ်ထူးတာကိုရက်မယ်ဆိုမှရုရှားကပြောတယ်ပေါ့ရုရှားကတော့တော်လေးတော့လူပါသွားတယ်ဟိုသူမြတ်နိုင်ငံကိုတော်ပြီးမှသိမ်းတာနော်အတင်းနဲ့တမအဒီ UKN တက်သားတွေကိုနှုတ်ဆုံးခိုင်းတာရုရှားကလေအေးကျွန်တော်တို့ရုရှားတက်သားတွေနှုတ်ရှားတဲ့နေရာကနေ UKN တက်သားတွေနှုတ်ဆုံးပါနှုတ်ဆုံးပါတယ်ခမရတို့နှုတ်မဆုံးဘူးဆိုကျွန်တော်တို့ဆက်လိုက်ပြတိုက်မှာနော်ဆက်ပြတိုက်မှာလို့ဆိုမှရုရှားကပြားရင်ပင်းနေတဲ့တကုံပင်းနေတဲ့ ဒီတဘောတူငချက်မရခင်မှာတယောက်နဲ့တယောက်ပေါ့နော်အတကုံဖြစ်အောင်ပြင်းနေကြတယ်တစ်ဖက်မှာလည်း Ukraine ကဘေးရမလဲပေါ့ရုရှားရဲ့ဒီဒက်စီယန်တွေတီဆောင်နေတဲ့တေဆောင်နေတဲ့တင်ပေါ်ချီကိုဘုံတွေခြေပိုက်နေတယ်ကဲဒါနောက်ဆုံးတယောက်နဲ့တယောက်ဖြစ်အားပြင်းနေတဲ့အချိန်ကြီးအခုနိုဝင်ဘာ3ရက်30ရက်နေ့အထိတိုင်ပင်ဆွေးနွေးနေတယ်ငင်းချိုင်းလမ်းကြောင်းကိုရှာဖွေနေစေဖြစ်နေတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတယောက်နဲ့တယောက်ဖြစ်အားပေးပြီးမှပစ်ခတ်မှုတွေလုပ်နေတယ်နောက်ထောင်ကြည့်အောင်ဒါက ယူကရိန်းကရုရှားရဲ့ရေနံတင်ပို့ကြီးကိုဒရုန်းနဲ့တိုက်ခိုက်လိုက်တာ between ukraine and russia as ukrainian delegation now in the u so in hoffen ကျွန်တော်တွေ့တဲ့အတိုင်းပါကျွန်တော်တွေ့တဲ့အတိုင်းပါပဲပေါ့နော်ဆိုတော့ ukraine ကလည်းရုရှားရဲ့ရေနံတွေကိုသူတို့ဝန်ငွေရှာတဲ့လမ်းကြောင်းကြီးကိုပြန်တိုက်ခိုက်တယ်အဲရုရှားဘက်ကလည်း ukraine ရဲ့ gift မြို့တော်ကြီးမှာအခုနော rocket နဲ့ပြန်ချတယ်တယောက်နဲ့တယောက်ဖိအားတွေပေးလာတယ်ပေါ့နော် So a uh, cook the macrorobio ye, yeah, Steve Woodcock ye, yeah, Piro Jerez uh, ye, yeah, Diluringabe, and a uh, Pishin Pulon is happening at the bro. Security Secretary Rustam Umarov, where do you see this heading? Well, I think these meetings are really important by explosions the near is Bosphorus Strait. The shipping agency Tribeca first reported the incident. It said that a Gambian flag. So, Dakar, Russia, share of Philippines. Okay. So, okay. so အခြေအနေကဒီလိုဖြစ်နေတယ်အခုအထိတော့တယောက်နဲ့တယောက်တို့ဖြစ်အားတွေပင်းနေတဲ့အခြေအနေတွေဖြစ်နေတယ်ဆိုဒီကိစ္စအကြီးကဘလူပဲအစင်ပြပေါ့မလားဆိုမှအတုံးတစ်ချက်လို့တဲ့ဆရာကြီးတွေကလည်းတကုံပြောနေကြတယ်ပေါ့နော်ဒါပေမဲ့ဒီမက္ခရိုရိုဘီယိုရဲ့အဆူအယအဆိုရင်ပြီးတော့ UKRIN ဖက်ကအဆူအယကျွန်တော်တို့ကြည့်နေမယ်ဆိုရင်ဒီငင်းချိုင်းလန်ချောင်းကြီးကတော်တော်လေးကိုအစဉ်ပြေတဲ့ နေရာရောက်နေတယ်လို့ပြောနေကြတယ်။ရုရှားဘက်ကသဘောတူညီလားမတူညီလားဒါပဲကြံတော့တယ်။ဆိုတော့ရုရှားဘက်ကဒီနေရာမှာတကယ်ဝင်ပါမပြတော့မယ်အစုပြမ US ဘက်ကလည်းဒီအဖြစ်အရင်းပေးလာတယ်ပေါ့နော်။ဆိုတော့အခုလာမယ်ပတ်မှာပေါ့နော် next week မှာတဖန်ပြန်လေပြီးမှတွေ့ဆုံပွေလို့မယ်။အဲ့ဒီနေရာမှာဒီငင်းချိုင်းပလန်ကြီးကို ဘေးအတိုင်းတာထီအောင်မီနိုင်ခြေရှိတယ်ဆိုတော့ခတ်မှန်းလို့ရသွားပြီပေါ့နော်ဆိုတော့နောက်ဆုံးကြမှရုရှားရေ Ukraine ရေ US ရေဒီ၃ယောက်စလုံးကိုတွေ့မှတာဆွေးနွေးမှတာညှိနှိုင်းမှတာအားလုံးသဘောတူညီတဲ့အချက်လက်တွေကိုရသွားမှာဖြစ်တယ်ဆိုအခုအထိဒီ၃ယောက်ကိုမတွေ့နိုင်သေးဘူးဆိုတော့တစ်ဖက်မှာလေဇလန်စကီကအဲ့ဒီ US ရဲ့ ယူလာတဲ့ agenda ပေါ့နော်ဒီအစုပြုချက်တွေကိုနောက်ဆုံးအတည်ပြုဖို့ကြံတယ်ဇယ်လန်စကီကလို့တော့မယ်ပေါ့တဖက်မှာလည်း Trump ကလည်းဇယ်လန်စကီကို PR ပေးလာတယ်အခု Ukraine မှာလည်းနာမည်ဆူးတွေနဲ့တော်တော်လေးရင်ဆိုင်နေရတယ်ဘာဖြစ်လို့လဲဆိုတော့ Ukraine ရဲ့အရာရှိကြီးလုံးဝအထိတ်တန်းရာရှိကြီးကဒီ corruption ပေါ့နော်ဒီလက်ပေးလက်ယူမှုနဲ့နာမည်ပြတ်နေတယ်အစစ်စစ်မှုခံနေရတယ် ဆိုတော့နိုင်ငံတကာကယူကရိန်းကိုငွေချင်းအရမထောက်ပံ့ချင်တော့ဘူးသူတို့ထောက်ပံ့ထားတဲ့ငွေတွေကိုဒီယူကရိန်းစစ်ကောင်ဆောင်တွေကပဲအစားသွားတာပဲပေါ့လက်ပြလေးယူလောက်တာလေဒီကောင်တွေက corruption လုပ်နေတယ်ညစ်ပတ်နေတယ်စူပါမနာမည်ဆူတွေရလာတယ်ဆိုတော့ယူကရိန်းကဒီနိုင်ငံဆက်လက်ပြီးတော့နိုင်ငံခြားနိုင်ငံမှာတော်ပြီးမှအကူတီတောင်းအကူငွေတောင်းလို့မရတော့ဘူးငွေချေအဖြစ်ကူငွေပါတော့ပတ်စံ5 million 10 million ငါးဘီလီယံအဲ့လိုမရတော့ဘူးသူတို့မှာအဲ့လိုမျိုးပေါ့လို့ ဒီ corruption နဲ့နာမည်ဆူးနဲ့ရင်ဆိုင်နေရတယ်ဇလန်စကီအတွက်လက်တာကတော်တော်လေးမျက်နှာငယ်စရာအခြေအနေဖြစ်လာတယ်ဆိုတော့ Trump ကဇလန်စကီကိုမနေ့တနေ့ကဘယ်လိုပြောလဲဆိုတော့တော်တော်လေးခြေဆုမတိတတ်တဲ့လူတစ်ယောက်ပဲပေါ့တော်တော်လေးခြေဆုကနေလူတစ်ယောက်ပဲဆိုမှ Trump ကဇလန်စကီကိုတော့ဆူသေးတယ်ပေါ့နော်ဒီ online ကလည်းဇလန်စကီကတော့ US ပေါ်မှာတော့အမေရန်ခြေဆုတင်မှာပါတဲ့ခြေဆုတင်မှာပါဆိုတော့ပြောနေတယ်ကောတစ်ဖက်မှာလည်းရုရှားကတော်တော်လေးဖိအားပေးခံခဲ့ရတယ်ဆိုတော့ ဒီအချိန်နေတော့တကယ်လို့များရုရှားနဲ့ယူကရိန်းစစ်ပွဲကြီးကအဆုံးသက်သွားရင်တောင်မှကျွန်တော်တို့ခြုံငုံပြီးပြောရမယ်ဆိုတော့ရုရှားရဲ့အပွေးခံတဲ့လမ်းကြောင်းပဲပူများလိမ့်မယ်။ဒါပေမဲ့တစ်ဖက်မှာ ယူကရိန်းကတော့ဒီစစ်ပွဲကြီးကိုဆက်လက်ပြီးတိုက်ဖို့ဆိုတာနိုင်ဖို့ဆိုတာလည်းမခက်မလွေပြန်ဘူးပေါ့တော့။ဆိုတော့ယူရိုဖက်ကလည်းဝင်ပြီးမှတိုက်မယ်ချပေးမယ်ဆိုရင်တော့တာတက်ကပါစစ်ထွက်ဖို့ပြန်တော့တယ်။ ဆိုတော့ယူရိုဖက်ကလည်းကုငင်တော်မှစစ်လက်နက်ရဲ့ခရီးရလောက်ပဲကုငင်မှာတစ်ဖက်မှာလည်းရုရှားရဲ့တိုက်ခိုက်မှုအတန်းတွေကိုယူကရိန်းကနေ့တိုင်းလုံလုံခံစားနေရတယ်ယူကရိန်းကလည်းတဖြည်းဖြည်းချင်းဖြစ်စည်းလာတယ်ပေါ့ဆိုတော့ယူကရိန်းကဒီတိုင်းဆက်သွားနေမယ်ဆိုရင်တော့ရုရှားရဲ့စစ်ပွဲကြီးကိုသူတယောက်ထင်းနိုင်မှာမဟုတ်ဘူးဆိုတော့သူကိုယ်တိုင်နဲ့တည်နေတယ်။နောက်ကမ္ဘာခေါင်းဆောင်အားလုံးကလည်းတည်နေတယ်ဒီတစ်ခါတော့ပေါ့နော်။ဆိုတော့ကျွန်တော်ထင်တယ်ပေါ့ဒီကိစ္စကတော့အဆုံးသက်ဖို့ အလားလာတော့ရှိတယ်ဒါပေမဲ့ရုရှားရဲ့အောင်ပွေးခံတဲ့အဆုံးသက်ပွေးပဲဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နောက်ဆုံးမှာ UKIN ဘက်ကအပင်ပင်စင်ရင်တော့မှပါလဲဆိုတော့ NATO အဖွဲ့ဝင်ခွင့်ရမယ်ပြီးတော့ UKIN တပ်သားကိုတော့အများကြီးထားလို့ရမယ်အကန့်တချက်ရှော့ပေးမယ်ဒီလောက်ပဲ UKIN ကအမြင့်ရသွားမှာပါဆိုတော့သူတို့တင်းထားတဲ့ရှုံရှုံထားတဲ့နေမီတွေကိုရုရှားကအပြေးပိုင်ယူသွားဖို့အလားလာရှိတယ်သူတို့ရဲ့ဆွေးနွေးတိုင်ပြချက်အရာပေါ့နော် ထရမ့်ရဲ့မူကျမ်းတဲ့ချက်ကအရာပေါ့နော်ဆိုတော့ခုနသူတို့ပြောနေတဲ့ကိစ္စက defecto အနေနဲ့ပေါ့ဗျာ UN ကချိန်ညမှာမဟုတ်ဘူး official နဲ့ချိန်ညမှာမဟုတ်ဘူး US ကလည်း official နဲ့ချိန်ညမှာမဟုတ်ဘူး Ukraine ကလည်း official နဲ့ချိန်ညမှာမဟုတ်ဘူး defecto အနေနဲ့ပဲဒီအခြေခံသဘောတရားအရာပေါ့ဟုတ်ကဲ့ပါရုရှားကအစီရေရနိုင်သွားတဲ့ရုရှားရဲ့အုပ်ချုပ်မှုမှာပါသွားမယ်ဒီအစ်ရှုံးတယ်ဆိုတဲ့လက်ခံတဲ့အနေနဲ့ပဲဖြစ်သွားနိုင်ခြေရှိတယ် defecto အနေနဲ့ပေါ့ ဆိုဂျန်နဲ့တော်တော်များများကတော့ရုရှားရဲ့လူအင်ဆန်ဒလာရုရှားရဲ့တောင်းဆိုမှုဖက်မှာပဲဇတင်းကဖြစ်ဖို့လာလာပုံများပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်အခုနောက်ဆုံးဆွေးနွေးပွဲမှာယူကရိန်းကလည်းတပိုးတွေကျလာပါပဲဒီအစုံတက်ဖို့လေသူတို့ကလူလာနေပြီဆိုတော့လေတော်တော်များများကယူကရိန်းဘက်ကတပိုးတွေကျလာတယ်ရုရှားဘက်ကသူတို့ကโอเคမโอเคဘူးပြောဖို့ပဲကြံတော့တယ် ဆိုတော့ရုရှားဘက်ကအာမိုခေဘူးမမကြိုက်ဘူးပြောမယ်ဆိုတော့မကျွန်တော်လည်းမတက်နိုင်တော့ဘူးနောက်ထပ်ပါရင်ပြက်တာဖြစ်မှလည်းမသိဘူး US ကလည်းဘလူးလို့ပြီးဖြစ်ရှင်းမှလည်းမသိတော့ဘူးပေါ့နော်ရုရှားဘက်ကသူတို့ကအတန်ဒီကိစ္စတဘောတူပါတယ်မတူညီဘူးရုရှားဘက်ကပြောမှတာဒီကိစ္စကြီးကအသေးချတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့ရုရှားဘက်ကအဲ့လောက်ထိတော့ US နဲ့ UK ရင်းကဆွေးနွေးပြီးမှပင်ပင်ပန်းပန်းလို့ပြီးမှရုရှားကလက်မခံဘူးလို့ပြောနေမယ်ဆိုတော့တတရကဘာစစ်လဲဖြစ်နေဖြစ်နိုင်ချေရှိတယ်ပေါ့နော် တော့ကျွန်တော်တို့လည်းပြုတ်လို့မရသေးဘူးဆိုတော့ဒီလောက်နဲ့ပဲနောက်ဆုံး Ukraine နဲ့ Russia ရဲ့အစ်အရေးကအဲ့လိုဖြစ်သွားတယ်အချိန်နေတော့စစ်ငင်းချမ်းရေးရဖို့စစ်ပွဲကြီးရတဲ့ဖို့အချိန်နေတော့ကောင်းတဲ့လမ်းဖက်ကိုရောက်နေတယ်ဒါပေမဲ့အများကြီးလုတ်ဖို့ကြံသေးတယ်လို့ပြောကြတယ်ပေါ့နော်ပြင်းစင်ချက်လေးတွေအပြောင်းလဲတွေရှိဖို့လုတ်ဖို့ကြံသေးတယ်လို့ပြောကြတယ်ဆိုတော့မကြာခင်မှာဒီစစ်ပွဲကြီးက နော်အနေနဲ့အများတော့ဘေးအတိုင်းတာထိရောက်သွားပြီလဲဆိုတာကျွန်တော်တို့တီးခွင့်ရမယ်ထင်ပါတယ်စိတ်လှုပ်ရှားရှာလဲကောင်းနေတယ်ကမ္ဘာသတင်းမီဒီယာတွေကလည်းအမေရာနေ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 ညမပြတ်စောင့်ကြည့်နေကြတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းဒီကိစ္စကိုစောင့်ကြည့်နေပါတယ်ပေါ့ဆိုတော့ဒီလူနဲ့ပဲကျွန်တော်တို့ရဲ့မာပေါ့ကတ်ရှိကိုရနာပြစေကြီးစုအားပေးရမယ့်ဆွေအားလုံးပေါ်မှာကျေးဇူးတင်တယ်နော် Thank you so much for watching beautiful people I love you guys take care God bless I'll see you soon. Channel no, video like cha so, no. YouTube ma, subscribe lo, page.